ဟုတ်ကဲ့မင်္ဂလာပါမူဘူဖြစ်ပါတယ်ဘူဘူထဲမှာလာစကားကျူစုပါရနော်ဒီနေ့မှာကျတော့ကျွန်တော်တို့အလုပ်ငန်းခွင်ထဲမှာပေါ့နော်သုံးတဲ့စကားလေးတွေကိုကျွန်တော်လာပြီးတော့ share ပေးတာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ပုံမှန်ပြထားတဲ့အရာပေါ့နော်အာဒါကျတော့တကယ်လို့ကိုနေမကောင်းလို့ရှိရင်ပေါ့နော်အလုံးမှာခွေယူလို့ရှိရင်ပြောတဲ့စကားတွေဖြစ်ပါတယ်နေမကောင်းလို့ခွေယူမယ်ကွာအာအဲ့ဒါဘယ်လိုပြောမလဲဆိုတော့လာပေါ့နော်လာဆိုတော့ ခွေးယူလိုက်တာလာဘာတို့ခွေးယူတာလဲပွေပွေဆိုတာနင်းကောင်းတာနော်လာပွေဆိုလို့ရှိရင် ဖြားနာလို့အနာယူခွေးတောင်းတာဖြစ်ပါတယ်နော်လာပွေဆိုလို့ရှိရင်ဖြားနာလို့အနာယူခွေးတောင်းတာဖြစ်ပါတယ်အာโอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကပါလဲဆိုတော့ခွေးယူလို့မရဘူးကွာသူကတစ်ခါပြောမယ်ခွေးယူလို့မရဘူးဆိုပြီးတော့ပြောမယ်ဆိုရင်ဘယ်လိုပြောလဲဆိုတော့လာလာဆိုတော့ခွေးယူတာကိုပြောတာနော် လာမေးတိုင်းမေးတိုင်းဆိုတာမရဘူးလာမေးတိုင်းဆိုလို့ရှိရင်ခွေယူလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်ဒီဘုံမလို့ထင်မှရင်တော့အပေါ်မှာကျတော့ဖြားနာလို့ခွေယူတာလာပွေလာဆိုတာဖွေယူတာပွေဆိုတာပွေဆိုတာနေမကောင်းတာပေါ့နော်အဲနေမကောင်းတာမမမချမ်းဖြစ်တာအဲလာပွေဆိုလို့ရှိရင်နေမကောင်းလို့မမမချမ်းဖြစ်လို့ခွေယူတာဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အောက်မှာကျတော့လာမေးတိုင်း ခွေယူလို့မရဘူးပေါ့နော်โอเคနောက်တစ်ခုသွားမယ်အာနောက်တစ်ခုကကြတော့ဒီနေ့ခွေယူပြရစီပေါ့နော်ဒီနေ့ခွေယူပြရစီကိုကတောင်းဆိုတာပေါ့နော်ခေါ်လာဝနီးခေါ်ဆိုတာတောင်းဆိုတာပေါ့နော်ခေါ်ဆိုတာတောင်းဆိုတာလာဆိုတာခွေယူတော့ပေါ့နော်အာဝနီးဆိုတာဒီနေ့ပေါ့နော်သူကဒီနေ့တောင်းဆိုလိုက်တာဒီနေ့ခွေယူပြရစီဆိုပြီးတော့ခေါ်လာဝနီး ခေါ်လာဝနီးဆိုတာဒီနေ့ခွေယူပြရစီဒီနေ့ခွေယူမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်โอเคနောက်တစ်ခုသွားမယ်မနေ့ကခွေယူတယ်ဆိုလို့ရှိရင်မနေ့ကခွေယူတယ်ဆိုလို့ရှိရင်ဘယ်လိုပြောလဲဆိုတော့လာလာဆိုတော့ခွေယူတာပေါ့နော်အာโอเคအဲ့ဒါကိုမနေ့ကနဲ့တွဲလိုက်အောင်ပဲနော်မဝမ်းဆိုတော့မနေ့ကလာမဝမ်းဆိုလို့ရှိရင် ခွေယူတယ်မနေရပေါ့နော်အသေးပဲအကြောက်လို့မြန်မာလူနဲ့ပြန်မယ်ဆိုတော့အာမနေကခွေယူတယ်ပေါ့နော်ကျွန်တော်တို့စကားနဲ့သူတို့စကားကြတော့ပြောင်းပြန်နေဖြစ်တယ်လေလာဆိုတာခွေယူတယ်မဝါဆိုတာမနေကလာမဝါဆိုလို့ရှိရင်မနေကခွေယူတယ်ဆိုတဲ့အသေးပဲရှိပါတယ်အာသဘောပေါက်မလို့ထင်ပါတယ်နော်အာနောက်တစ်ခုသွားမယ်เอ้ยနောက်တစ်ခုကကြတော့ဒီနေ့ခွေးယူပြီးစားစေလာမောင်းဟာအော်ဒါအတူတူပဲโอเคနောက်တစ်ခုသွားမယ် အထူးကိစ္စအနာယူမယ်ပေါ့နော်ပြောရမယ်ဆိုအရေးကြုံလာလို့ပေါ့နော်အဲကိုမတခုခုကိစ္စပေါ်လာလို့အနာယူမယ်ပေါ့နော်အဲအဲ့လိုမျိုးပြောမယ်ကွာသူရတဲ့ပဲကြာအဲ့လိုဖြစ်ပါတယ်အာအဲ့ဒါကြာတော့လာကစ်လာကစ်ဖြစ်စေနော်အဲ့ဒါအထူးကိစ္စနဲ့ခွင့်ယူတာဥပမာကွာကျွန်တော်နင်းနေနေကွာ ဟိုမှာထိုင်းဟိုစပေါ့နော်မှတ်ဖို့တင်သွားလို့ရမှာကွာဘာစီရှမ်ပူပိုင်းအောင်ကတ်သွားလို့ရမှာအဲ့လိုမျိုးပေါ့နော်ဘလိုင်းလာတော့ကွာအာချက်ချင်းလာရမှာပါညာအဲ့လိုမျိုးနေထားပေါ့နော်ကိုကျူပြီးတော့မသိထားဘူးကွာကျူပြီးတော့မသိထားတဲ့အရာကိုပေါ့နော်အဲ့ဒါအကြောင်းမို့ချက်ချင်းနားလိုက်တာတို့ပါတော့အဲ့လိုမျိုးပေါ့နော်လာလာကီဖိစေဆိုလို့ရှိရင်အထူးကိစ္စနဲ့နားယူတာအဲ့လိုမျိုးပေါ့နော်ဘောပေါ့မလို့ထင်ပါနဲ့အဲ့နောက်တစ်ခုကကြတော့အောက်မှာပေါ့နော်ကိစ္စခွယူတာ ကြောင်းလာကစ်လာကစ်ဆိုတာဘယ်လိုပြောမှန်းอืมကိစ္စအကြောင်းတစ်ခုခုကြောင့်နားယူလိုက်တာပေါ့နော်အဲအဲ့လိုမျိုးပြောမယ်ဆိုရင်လို့ရှင်အခွင့်ယူလိုက်တာပေါ့နော်ရိုးရိုးတာမှခွင့်ယူလိုက်တာအဲ့ဒါကြတော့လာကစ်လာကစ်ကိစ္စတစ်ခုခုကြောင့်ခွင့်ခွင့်ယူလိုက်တာโอเคအပေါ်မှာကြတော့ lucky ဆိုတာတော့ကိစ္စတစ်ခုခုကြောင့်ခွင့်ယူလိုက်တာနောက်မှာ piece ဆိုတာပါတယ်လေ piece ဆိုတာ အထူးပေါ့နော်အာ lucky ဖြစ်စေဆိုလို့ရှိရင်အထူးကိစ္စတစ်ခုခုကြောင့်အနာယူလိုက်တာရိုးရိုးအောက်မှာဆိုလို့ရှိရင် lucky လောက်ပဲဆိုလို့ရှိရင်ရိုးရိုးကိစ္စရိုးရိုးတာမန်ကိစ္စတစ်ခုကြောင့်အနာယူလိုက်တာအာအဲ့လိုဒိဗေရှိပါရနော်โอเคနောက်တစ်ခုသွားမယ်ခွတ်တိုင်စာခွတ်တိုင်စာကိုကြာတော့ဘိုင်လာဘိုင်လာဆိုလို့ရှိရင်ခွတ်တိုင်စာကိုဆိုလိုတာဖြစ်ပါတယ် ဘိုင်လာဆိုတာခွစ်တိန်နဲ့စာရုပ်ပြောတာဖြစ်ပါတယ်နော်။ Okay နောက်တစ်ခုကြွားမယ်။နေ့စဉ်နိုင်ယူခွစ်ဆိုတာဘလူးပြောမယ်ဒါကြတော့လာဖတ်လွန်ဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်။အာတနေ့နေလို့ရှိရင်တို့ကရတယ်အဲ့ဒါဖတ်လွန်ဆိုတာဘလူးပြောမယ်။ကိုရကိုပိုင်နိုင်ယူခွေကိုကင်းကအစည်းကမ်းဒီပိုင်းချမှတ်ထားတဲ့ရက်ပေါ့နော်နိုင်ယူတလမှာကျွန်တော်ဆိုလို့ရှိရင်အခုဆိုရင်တလမှာ6ရက်အဲ့တနှစ်မှာ6ရက်ရတယ် လာဖတ်လွန်ပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်ကိုကနှစ်တွေ့ကြလာပြီဆိုလို့ရှိရင်သူကတတ်မှတ်ပေးထားရလေဒီဝန်ထမ်းတယောက်ကိုတနည်းမှာအနာယူခွေတိတက်ပေါ့နော်အဲအဲ့လိုမျိုးနာယူခွေနှစ်စင်နာယူခွေပေါ့နော်အဲအဲ့လိုမျိုးပေးထားတာကိုလာဖတ်လွန်လာဖတ်လွန်ဆိုပြီးတော့တုံးပါတယ်နော်အဲဒီပုံမှန်လို့ထင်ပါတယ်အဲနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့ဒါကကြတော့မကောင်းဘူးဒါကကြတော့တတိပေးစာပေါ့နော်ကိုကဥမာကွာ ။ तू ကလှုပ်စင်ခိုင်းနေကွာ။ကိုကအဲ့ဒါကိုအရင်မလှုပ်ပဲနဲ့ကိုကမစင်းဘူး။အဲ့လိုမျိုးနေတယ်။အပါညာပေါ့နော်။အဲ့လိုမျိုးနေလို့ရှိရင်တို့ကတတိပေးစာတတိပေးစာလာတယ်လေကွာ။နေအဲ့လိုနားတယ်။နေကိုတတိပေးတယ်နော်။အာနောက်တစ်ခါမဖြစ်စင်နဲ့ပါညာပေါ့နော်။ตัวอะไรမျိုးတတိပိစာ၃ခါပြီးသွားလို့ရှိရင်သူကအလုပ်ကနေထုတ်ပါတယ်နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးနေထားကိုတတိပိစာကို by turn ဆိုပြီးတော့ခေါ်ပါတယ်အဲ့လိုနေကြတော့ by turn by turn ဆိုတာတတိပိစာပေါ့နော်မြန်မာလိုလဲဆိုရင် သဘောပေါက်မှလို့ထင်ပါတယ်เนาะအာနောက်တစ်ခုသွားမယ်နောက်တစ်ခုကဘာလဲနေတဝက်ခွေယူတာပြောမစို့ကွာတနက်စာခွေယူတာဟာအဲ့လိုမျိုးတနက်စာခွေယူတာဗောနောနေတဝက်ခွေယူတဲ့ဟာကိုဘယ်လိုပြောလဲဆိုတော့လာလာဆိုတော့ခွေယူတာဗောနောတဝက်ကိုကြတော့ clean ရက်ကိုကြတော့ one အကုန်လုံးပေါင်းလိုက်လာ clean one လာ clean one solution နေတဝက်ခွေယူတာဆိုပြီးတော့ အတိတ်ပဲရှိပါတယ်နော်လာ click one solution network ခွေယူတာတကယ်လို့တနာယီခွေယူတာဆိုပြီးတော့ပြောမယ်ဆိုလို့ရှင်လာနင်းရှုမုံအဲ့လိုပေါ့နော်အဲ့လိုတောင်းလို့ရပါတယ်လာခလင်းဝမ်ဆိုလူရှင်းနေတဝက်ခွေယူတာတကယ်လို့တနာယီခွေယူမယ်ဆိုလူရှင်းလာ1ชั่วโมง1ชั่วโมงဆိုတာတနာယီပေါ့เนาะအဲ့လိုအဲ့လိုတုံးလို့ရပါတယ်เนาะโอเคနောက်တစ်ခုသွားမယ်အလုံးတော်တော်ရှုပ်တာပဲ ြအလုပ်တော်တော်ရှုံနေတယ်ပေါ့နော်ပြောဆိုလိုတဲ့အတိတ်ပဲကြတော့အာအလုပ်များနေတယ်အလုပ်ရှုံနေတယ်ပေါ့နော်အာအဲ့လိုမျိုးအဲ့လိုမျိုးပြောမှာဆိုလို့ရှိရင်ဘယ်လိုပြောရလဲဆိုတော့งานยุ่งมากเลยงานยุ่งဆိုတာအလုပ်ရှုပ်တာမားဆိုတာတအားပဲလေဆိုတာတအားပဲပေါ့နော်သူရဆိုလိုတဲ့တိပဲကမားဆိုတာအများကြီးပေါ့နော်တအားကြီးအဲ့လိုနေထားမှရှိပါတယ်งานยุ่งมากเลยဆိုလို့ရှိရင်လုပ် တအားများတာပဲတိတ်ရှုပ်နေတဲ့အဲ့လိုမျိုးဒေတာပေါ့နော်လုတ်တော်တော်ရှုပ်နေတာပဲဆိုတော့မြန်မာလူနဲ့အိဗယ်ကောက်ယူလို့ရပါတယ်နော်အာโอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုအလုတ်ပုတ်ပါလိုက်တာပေါ့နော်အလုတ်တက်တောင်တက်တာရှိတယ်ပေါ့နော်အဲ့လိုလားအဲ့ပေါ့နော်အလုတ်တက်တောင်တက်တာရှိတယ်ပေါ့နော်အလုတ်အေးအေးဆေးဆေးပဲဗာညာပေါ့နော်အဲ့လိုနေထားမှာရှိပါတယ်အဲ့ဒါကြတော့ငါစပိုင်မတ်လို့ အစီပဲပြောမယ်ဆိုရင်မြန်မာလူနဲ့ဆိုအစီပဲတက်တောင်းတက်တာပဲဗာညာပေါ့နော်ပို့ပို့ပပါပဲအဲ့လိုမျိုးအတိတ်ပဲရှိပါတယ်ငါစပိုင်မှကလေးငန်းဆိုတာအလုပ်ပေါ့နော်စပိုင်ဆိုတာအစီစီပဲမှကလေးဆိုလို့ရှိရင်တအားပဲပေါ့နော်အဲအစီတအားအစီရဲ့အလုပ်ကအလုပ်ကတအားအစီရဲ့အဲ့လိုမျိုးပေါ့နော်အလုပ်ပို့ပါတယ်အလုပ်အစီတယ်တက်တောင်းတက်တာပါပဲဆိုပြီးတော့အတိတ်ပဲယူလို့ရပါတယ် ပြောမစင်သူရဲ့အတိတ်ပဲအစီပဲဆိုတဲ့အတိတ်ပဲပေါ့နော်အလောက်ကမပင်ပန်းဘူးပါညာပေါ့နော်ငါစပိုင်မားလေဆိုတာโอเคနောက်တစ်ခုသွားမယ်ဘယ်အချိန်လှုပ်ထွက်လဲပေါ့နော်ပြောမစိုးအလောက်ထရကနေထွက်တာကိုပြောတာနော်အလောကနေအပြီးထွက်တာကိုဆူလို့တာမဟုတ်ပါဘူးဝီလာအော်ငန်းကီမုံဝီလာဆိုတာအချင်းကိုပြောတာအော်ငန်းဆိုတာအလုတ်ကနေထွက်တာကိုနော်ကီမုံဆိုတော့ဘယ်နှစ်နာရီလဲအကုန်လုံးပေါင်းလိုက်တော့ဝီလာအော်ငန်းကီမုံဆိုလို့ရှိရင် ဘယ်ချိန်လုံးထွက်လဲပေါ့နော်သူရဲ့အတိတ်ပဲကြတော့ဘယ်ချိန်လုံးထွက်လဲဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အလုတ်ပြီးထွက်တာမဟုတ်ပေါ့ဘူးနော်သူကအလုတ်ကနေအပြင်ကိုထွက်တဲ့အချိန်ကိုမေးတာဖြစ်ပါတယ် okay နောက်တစ်ခုကဘယ်ချိန်လောက်တိန်လဲပေါ့နော်ဘယ်ချိန်မှာလောက်တိန်လဲဆိုတော့မေးမှာကွာအဲ့ဒါကြတော့ဘယ်လိုမေးလဲဆိုတော့လုပ်ငန်းလုပ်ငန်းဆိုတာလောက်တိန်တာကီမုံဆိုတာဘယ်နှစ်နာရီလဲအဲ့ဒါနှစ်ခုတွဲလိုက်မယ်ဆိုလို့ရှိရင်လုပ်ငန်းကီမုံဘယ်ချိန်လောက်တိန်လဲပေါ့နော် okay ပါသဘောပေါက်မလို့ထင်ပါတယ် โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကဘယ်အချိန်လုံးဝင်လဲအလုံးဝင်တာအလုံးစင်းတာပေါ့နော်အလုပ်ငန်းကိုယ့်ရဲ့အလုပ်ထဲဝင်တဲ့အချိန်ကိုမေးတာဖြစ်ပါတယ်အလုပ်ထဲဝင်တာကကြတော့ခေါင်းငန်းခေါင်းငန်းဆိုတာအလုပ်ထဲဝင်တာကီမုံဆိုတာဘယ်နှစ်နာရီလဲခေါင်းငန်းကီမုံဆိုလို့ရှိရင်အလုပ်ထဲကိုဘယ်နှစ်နာရီဝင်လဲဆိုတဲ့အတိပဲရှိပါတယ်အာပြီးတော့နောက်တစ်ခုကကြတော့ဘယ်ချိန်လုံနာလဲပေါ့နော်ဘယ်ချိန်လုံနာလဲဆိုပြီးတော့ပြောမယ်ပေါ့ အဲ့ဒါကြတော့ pad pad ဆိုတာနားယူတာကိုပြောတာဖြစ်ပါတယ်နော် pad ဆိုတာနားယူတာ pad ဝီလာနိုင်ဝီလာဆိုတာအချိန်နိုင်ဆိုတော့ဘယ်မှာဘယ်မေးပေါ့နော်ဘယ်တော့ကလဲပါ냐ပေါ့နော် pad ဝီလာနိုင်ဆိုလို့ရှိရင်ဘယ်ချိန်နားလဲပေါ့နော်ဘယ်အချိန်နားအလုံးနားလဲပေါ့နော် pad ဝီလာနိုင်ဆိုလို့ရှိရင်ဘယ်ချိန်နားလဲဆိုတာပို့ပြီးတော့မှတ်ပါတယ်ဟုတ်ကဲ့ပါ pad ဝီလာနိုင်ဆိုလို့ရှိရင်ဘယ်ချိန်နားလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် โอเคจินะมาลุติมาเดทีนี้มาจนเราดีแล้วไปล่ะแชร์ลาพี่รอแชร์ไปมาဖြစ်ပါတယ်เนาะနောက်နေ့တွေလဲကျွန်တော်ခုလိုမျိုးထပ်ပြီးတော့แชร์ပေးပါမယ်โอเคအားလုံးจินะมาลุติมาเนาะ follow လေးတော့တင်ရင် follow လေးနဲ့အားပေးပါလို့ပြောချင်ပါတယ်ကျွန်တော်စီမှာခုလိုမျိုး video file တွေအများကြီးလို့တင်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို follow နဲ့ share ပေးပါလို့ပြောချင်ပါတယ်အားလုံး thank you ပါ